ာပါရှင်ခစ်တ TV channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြီးတော့တက်ကုံနဲ့စကိုင်းမြို့နယ်တို့တွင်စစ်ကြောင်းနှင့်လှည့်ခင်းကားကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှဆန္ဒဦးတည်ဆုံးပြီးဂါဒစီကိုမိရှို့ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နေပြီးတော့တက်ကုံမြို့နယ်အမြန်လမ်းမိုင်းတိုင်း241ဘက်သို့ဆုတ်ခွာလာသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၅ဦးတည်ဆုံးခဲ့ကြောင်းမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ် နိုဝင်ဘာလ9ရက်နေ့နနက်9:40မိနစ်ခန့်အချိန်နေပြည်တော်တပ်ကုန်းမြို့နယ်ရတနာမြေကြီးရွာဘက်မှအမြန်လမ်းမိုင်တိုင်241ဘက်သို့ဆုတ်ခွာလာသောအင်အား40ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောမိုင်းဆွဲတက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှ9ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို နွားလည်းနှစ်စီးဖြင့်ထဲဆောင်သွားကြောင်းအဆိုပါတိုက်ခိုက်မှုကိုမြို့သိမ်းမြို့နယ်ပြည်သူ့ကောက်ခွဲရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရေးပေါ်များအထူးကမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။အလားတူစကိုင်းမြို့နယ်ကန်တလူတိုးကိတ်မှထွေးအုပ်ဆက်ရေးကျော်ရဲလွင်အပါအဝင်စစ်သားများလိုက်ပါလာသောကင်းလေကားကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားခွန်နှံဦးကွဲချင်းပြီးတေဆုံခဲ့ကကားကိုမိရှို့ရှင်းလင်းခဲ့ကြောင်းလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကို ပြောကြားပါတယ်။အော်တိုဘလ28ရက်နေ့ည8:25မိနစ်ခန့်အချိန် စကိုင်းမြို့နယ်ကန်တလူတိုးခိတ်မှပြည်သူများကိုဖမ်းဆီးငွေညစ်တောင်းခံနေသောထွေအုပ်ဆက်ရေးကြော်ရဲလွင်နှင့်စစ်သားများလိုက်ပါလာသောကင်းလေကားကိုစကိုင်းမုံရွာလမ်းရှိစကိုင်းတက္ကသိုလ်အနီးတွင် တော်လန်ရဲရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်ထွေအုပ်ဆက်ရေးကြော်ရဲလွင်အပါဝင်စုစုပေါင်း9ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်စကိုင်းတက္ကသိုလ်နှင့်တပ်မ33မှစစ်သားများကအင်စီကဆက်နက်စီးဖြင့်စစ်ကူပေးရန်ရောက်ရှိလာသောကြောင်း လက်ကင်းကားကိုမိရှုရှင်းလင်းပြီးဒေါ်လာရရဲ့ပေါ်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်။လက်ကင်းကားပေါ်ပါလာတဲ့ကောင်အားလုံးသိတဲ့ကားပါမိရှုဖြစ်စီခဲ့တာစစ်ခွေးခွနဲ့ဦးကနေရာတွင်ပွဲချင်းပြီးတည်ဆုံနေပြည်သူကိုစန့်ကျင်တဲ့သူအားလုံးကိုကျွန်တော်တို့ကအချိန်မရွေးတိုက်ခိုက်သွားမှာပါ။သူတို့ပြောခဲ့တဲ့စကားလိုပဲတည်ရဲတဲ့ကောင်ပြည်သူကိုစန့်ကျင်လိုက်လို့ကျွန်တော်တို့ကပြန်ပြီးပြောချင်ပါတယ်ဟုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတော်လန်ရေးရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထူးကမ်းရှိပြလဲစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။